ိုင်နဲ့မြေအများပြည်သူပိုင်နဲ့မြေဒီနေရာကတော့ကျွန်တော်ဖားကန်းရဲ့ဆေးရုံအော်ဒီဖားကန်းမို့ကျွန်တော်ဒီလုံခင်းရဲ့ဆေးရုံလုံခင်းမစ်စမြအောင်မင်းမကလာပါခွတဆိုးရဲ့သတင်းသုံးချက်လေးချိုးနားထောင်ကြည့်အောင်နော်နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်လက်ရှိလက်ရှိကျွန်တော်တို့ဒီတိုက်ပွဲတွေပြင်းထန်နေနေရတာကတော့ဒီဗမော်မာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်ပြီးတော့ကျွန်တော်ကြောက်ဖြူမှာတိုက်ပွဲတွေဆက်ပြင်းထန်နေတယ်ပြီးရင်ကျွန်တော်တို့အဲရခိုင်ပြည်နယ်တောင်ပိုင်းနယ်အရောက်တိုင်းရဲ့အဆက်အရောက်တိုင်းရဲ့ဒီအခြေနှောင်းမှာဒီတိုက်ပွဲတွေပြင်းထန်နေကြဖြစ်တယ်တိုက်ပွဲတွေပြင်းထန်နေတယ်ပြီးတော့ကျွန်တော်တို့ ဒီဒီကျွန်တော်ရှိုင်းပြည်နယ်တောင်ပိုင်းနယ်ကယားပြည်နယ်အဆက်မိုးပြက်ဘက်မှာလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်။မိုးပြက်မှာတော့တပ်မတော်ကနယ်မြေအများစုကိုထိ ंछ ုတ်ထားပြီးသားဖြစ်တယ်။ကြောက်ပြူမှာတော့ကျွန်တော်တိုက်ပွဲတွေတော့ပြင်းထန်နေတယ်။နောက်ထပ်တနေရာတော့ကျွန်တော်တို့ဒီစကိုင်းနေဆက်ကြီးကန်းတောက်ကန်းတောက်နယ်မြေရဲစခန်းမှာတိုက်ပွဲတွေပြင်းထန်နေတယ်။ညကညကတနားရီလောက်ကဒီကန်းတောက်နယ်မြေရဲစခန်းကိုအကြမ်းဖက်သမားတွေဝင်လုံးတယ်လို့ပြောတယ်။အဲ့တော့ဒီကန်းတော့နေပြီ SK နဲ့ပတ်တိုင်တော့ကျွန်တော်မျက်ချင်မပြတ်ဆောင်ကြည့်ဖို့လိုတယ်။တနည်းအားဖြင့်ကျွန်တော်တို့ဒါကကျွန်တော်တို့ဒီလိုအရေးကြီးတဲ့နေရာတွေတင်ပြရတာကတိုက်ပွဲတွေပြင်းထန်လို့ကျွန်တော်တင်ပြရတာ ကန်းတော့နေပြီရဲစခန်းကိုအကြမ်းဖက်သမားတွေည၁နာရီလောက်ကဝင်ပြီးတော့အလုံးကြီးနဲ့ဝင်တိုက်တယ်နောက်ပိုင်းမှပြန်လည်ကျသွားတယ်ပေါ့အဲ့တော့ကန်းတော့နေပြီရဲစခန်းနဲ့ပတ်သက်ရင်တော့အကြမ်းဖက်သမားတွေတိုက်တာကကျွန်တော်တို့ဒီဇွန်လ၂ရက်နေ့ကနေစတိုက်လာရင်းနေ့ထိတိုက်ပွဲတွေကတော်တော်လေးရှာနေပြီအဲ့တော့ဒါလေးတော့ကျွန်တော်တို့မျက်ရှင်မပြတ်ကြည့်ပေးကြဖို့ဒီထဲမှာထည့်ပြီးတပြပေးချင်ပါတယ်တချို့တော့ကျွန်တော်တို့ဒီကချင်မီနာဖားကမ်းမှာလည်းတိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်တချို့တမလို့ကတော့နေပြီရှင်းလို့မှုတွေတောင်လျှောက်လုပ်နေတယ် ရှင်းရရှိရရှင်းမှာလုံးဆရာရှိရလဲပါတမလို့သားတွေကဒီအကြပတ်တရားကိုရှင်းနေရှင်းနေမှာဒါကကျွန်တော်တိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းအတွက်ကျွန်တော်တို့ဒါတိဆောက်တာပဲ KI ဘယ်လောက်ရုံမှလဲဆိုရင်ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းမှာရှိတဲ့တုတ်တန်မြေတုတ်တန်မြေကို KI အုပ်စုတွေရောင်းစားပြီးအင်အားကွက်ဖြစ်အင်အားကွက်ရောင်းစားတယ်အင်အားကွက်ရောင်းစားတယ်ပြီးရင်လုံခင်းစေယုံကိုကျွန်တော်တို့ဖြိုးတယ်ဖြိုးပြီးတော့အဲ့မှာအင်အားကွက်တွေလုပ်တယ်ကျွန်တော်ဒီမှာပြောချင်တာကတုတ်တန်မြေကိုဝယ်တဲ့ KI နဲ့အပေါင်းပါတယ်ခင်ဗျားတို့မြေလန်ချင်းခံမှာ ပြီးွားရင်ကျွန်တော်တို့ဒီဆေးုံမြေကိုအင်ယာကွက်အင်ယာကွက်ထဲမှာဝယ်ယူရတူတွေမြေလမ်းချင်းခံရလိမ့်မယ်ပြီးွားကမှတောက်အမှကျွန်တော်တို့ဒီမန္တလေးမှာမန္တလေးမှာကျွန်တော်ဖားဒီမန္တလေးမှာဒီဖားကန်းက KIA ရဲ့ဒီထောက်ပို့တွေမန္တလေးကိုရောက်နေတယ်ရောက်နေရရှိတယ်ကျွန်တော်ပြီးမှနောက်နေ့မှကျွန်တော်အမိစင်းနဲ့ကျွန်တော်တေချာလေးတင်ပြမယ်ကျွန်တော်ရတဲ့အချက်လက်တွေကျွန်တော်စုနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖားကန်းမှာလည်းကျွန်တော်တို့ရဲ့မိတ်ဆွေတွေများစွာရှိတယ် ကျွန်တော်တို့ကအရင်တော့ကတော့ဒီလိုပုတ်ကိုရေးဆိုင်ရာကိစ္စရေးတွေကျွန်တော်သိမပြောဘူးဗျမပြောဘဲကျွန်တော်တင်းဖြစ်စင်တော့ပဲပြောတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မြင်တာကြီးတဲ့အခါမှာတော့ဖားကမ်းမှာကျွန်တော်တို့ဒီ KIA ရဲ့လက်ကင်ဒုံနာမည်တွေနာမည်တွေကျွန်တော်ပြောမှရမယ်ကျွန်တော်ပြောရမယ်အဲ့ဒီအုပ်စုတွေကဟာဒီဟိုကျွန်တော်တို့ဒီဒီမန္တလေးမှာလာပြီးတော့အိမ်တွေပါတွေဝယ်ပြီးတော့နေကြပြုကြတယ်ရှိတယ်ကျွန်တော်တို့ဒါတွေပြောရမယ်ဘာကြောင့်လဲဆိုခမားတို့ထောက်ပံ့ခဲ့တာလေခမားတို့လုပ်ခဲ့တာလုပ်ခဲ့တာအဲ့ဒီမှာကျွန်တော်တို့ဒီ KIA က ဖွဲ့ကဒီမှာတုတ်တန်ဒါကကျွန်တော်တို့တုတ်တန်တုတ်တန်ဟောဗျာအဲ့မှာမြေကြီးတွေဖြိုပြီးတော့အင်အားကွာရိုက်တာဒီမှာကဒီမှာဒီမှာဒီမှာတာပေါ်လင်းနဲ့ပတ်ထားရတယ်အဲ့ဒါအလောင်းနေအဲ့ဒီအလောင်းနေတုတ်တန်မြေကို KI ကနေပြီးတော့အင်အားကွာရောက်အင်အားကွာတွေဖော်ပြီးတော့ရောင်းစားနေတာဒီမှာဒီကြားထဲကတအလောင်းနေဘလောက်ရုံပါလဲအဲ့တော့အဲ့ဒီနေရာမှာဝယ်တဲ့သူတွေအားလုံးဝယ်တဲ့သူအားလုံးရှင်းပါပါကချင်ပြည်နယ်အစိုးရဘက်ကရှင်းမယ်ဒီဖားကမှာကျလုံချိုးတက်ဖွဲ့ကနေရှင်းမယ်ဒါကကျွန်တော်တို့နိုင်ငံတော်ပိုင်တဲ့မြေအများပြည်သူပိုင်တဲ့မြေ ဒီနေရာကတော့ကျွန်တော်ဖားကန်းရဲ့ဆေးရုံအော်ဒီဖားကန်းမို့ကျွန်တော်ဒီလုံကင်းရဲ့ဆေးရုံလုံကင်းရဲ့ဆေးရုံကိုဆေးရုံအေရီယာကိုဖြိုးပြီးတော့အင်အားကွက်ရိုက်အင်အားကွက်လုံးဒါတွေလည်းရှင်းပါမယ်အရှိတဲ့ကျွန်တော်လုံရွတ်တပ်ဖွဲ့ဝင်နေတဲ့ပြည်နယ်အစိုးရဘက်ရှင်းပါလိမ့်မယ်ဝယ်ရတဲ့လူဝယ်ပါဗဖိုးသာမိမယ်ဗဖိုးသာမိမယ်ဝယ်ရတဲ့လူဝယ်ပါတိုင်းပြည်ရဲ့ကျွန်တော်တို့တယံဇာတာတွေကကရိုင်းပိုင်တာမဟုတ်ဘူးဗျနိုင်ငံသူနိုင်ငံသားတွေပိုင်တာခင်ဗျားတို့လက်နက်ကင်ပြီးတော့တိုင်းပြည်ရဲ့တယံဇာတာကိုလော်ဝကြီးအုပ်လို့တော့မရဘူး လောက်ချောက်လို့မရဘူးအဲ့လက်ရှိကျွန်တော်ဖာကမှာတော့တပ်မတော်ကနေမြေရှင်းလို့မတောက်လျှောက်လုံးနေရှင်းတာရှင်းများချချချမှာတိုင်းပြီးအေဂျင်မှာအဲ့တော့ကြပြဒီအပိုင်းမှာအီဗန်နဲ့အီဗန်နဲ့အစ်ဆွေတို့နှစ်ဖက်အပြန်လည်ဖြစ်တယ်အစ်ဆွေကဘလောက်အစ်ဆွေကအီရန်ကိုဘလို့တောက်တင်လဲဆိုရင်ကျွန်တော်ရှေ့ကတပြရေဘဝဲဆစ်စင်ပေါ့ရေဘဝဲဆစ်စင်ရေဘဝဲမှာကဒီရေဘဝဲအကောင်ကြီးတကောင်ကိုသူကသူ့ကိုထိန်းချုပ်တဲ့လက်တွေအများကြီးရှိတယ်ဆိုတော့က အီရာထောက်ပံ့ထားတဲ့လက်နက်ကင်အဖွဲ့တွေတောင်းကျမ်းသူတွေအများကြီးတယ်။အဲ့ဒါကိုကြည့်အစ်ဆွေးကရှင်းတဲ့အခါမှာဒီဒီဒီရေဘဝဲရဲ့လက်လေးတွေတချောင်းချင်းမရှိဘူး။ရေဘဝဲအကောင်ကြီးသေစေနိုင်လောက်တဲ့နေရာကိုခင်ဗျပြည့်ပြီးရှင်းပလိုက်တာ။အကုတ်အကုတ်ကျွတ်တယ်။အကုတ်ကျွတ်တယ်ဗျ။ဒါကျွန်တော်အစ်ဆွေးရဲ့ရေဘဝဲစစ်စင်ရတော့လေးစားစရာကောင်းလဲဆိုတာထည့်ပြောတာ။ပြီးမှမပြခုလိုတရင်တွေပြောပြတော့လေကိုတော်ဆုံးကိုလည်းကျေးဇူးတင်ပါတယ်။